ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအောင်လို့မင်္ဂလာပါဆိုတော့ကျွန်တော်တို့စိတ်ဝင်စားစရာကျွန်တော် England Premier League ကအခုပွဲစဉ်ခုနှစ်ပြီးသွားပြီပေါ့လေဆိုတော့ International Break ကိုလည်းကျွန်တော်ရောက်သွားတဲ့အချိန်မှာအခုလောလောဆယ်အနေထားရ Super Sunday မှာ မန်ချက်စတာစီးတီးအသင်းကသူ့လုတ်သူ့လုတ်ပြီးတော့အဖိုးတန်၃မှတ်ယူသွားတယ်ဆိုတော့မန်ချက်စတာစီးတီးအနေနဲ့ရာသီအစ၃ပွဲမှာ၂ပွဲရှုံးတဲ့အတွက်စီးတီးရဲ့ချန်ပီယံဆူပလာနဲ့အနေထားဟာတော်တော်လေးကို မေကွန်းထုတ်စရာဖြစ်ခဲ့သည့်တိုင်အောင်အခုဂွာဒီယိုလာရဲ့အသင်းကရှေ့အသင်းနဲ့အမှတ်ရော့တဲ့အချိန်ကနေ step by step နဲ့ဇာထိတ်ကအာဆင်နဲ့သုံးမှတ်ပဲကွာတော့တယ်ဆိုတော့မန်စီးတီးကအခု super sunday မှာ manchester city ပွဲအပါအဝင် Newcastle United ပွဲရှိတယ် Brighton ပွဲရှိတယ် Everton ပွဲရှိတယ်ဆိုတော့အခု City က Brentford ကိုအဝေးကွင်းသွားကန်တဲ့ G-Jet Community Queen ဒီပွဲကစားတဲ့အခါမှာ Brentford အသင်းကတော့ထုံးစံတိုင်း Key Andrew ရဲ့ပုံစံကဒီတိုင်းပဲ စပီစီလောင်းထရိုးတွေတောင်ကန်ဘောတွေဒါတွေကသူ့ရဲ့အဓိကလက်နက်ဖြစ်တယ်။မန်စီးတီးကတော့အခုအတွဲမိနေတဲ့ကစားကွက်ပေါ့လေဒီနေ့ကသူက4-1-4-1 formation ကစားတယ်။နီကိုရိုင်လီကိုပုံမှန် left back ထားပြီးတော့ Jesco Guardiola ကိုအထည်ထည့်ပြီး Luis Díaz နဲ့ပြန်တွဲတယ်။ညာဘက်ချမ်းမှာတော့ Matthias Nunez ထားတယ်။ကိုလေက rotary ကတယောက်သေးသော DM position မှာထားပြီးတော့မှ Phil Foden ရဲ့ Rinders ရဲ့ Oscar Bone ဟိုဘက်က ဆဗင်ညိုကိုအထောင်တိုက်စင်မှုဖြစ်အဲလင်ဟာလန်ဆိုတော့သူဟိုတနေ့ကကစားတဲ့တဲကဘန်နာရိုဆီလ်ဘာတို့ဂျီရမီဒိုကူတို့နည်းနည်းပြန်နာပါလေစကွတ်ကိုရိုတိတ်လုပ်တယ်ဘရန်ဖို့ကထီယာကိုနဲ့ကေဗင်ရှာတာကျွန်တော်တခုပဲပေါ့လေဘရန်ဖို့ကိုတကယ်ဆိုရင်ဒီနေ့ပွဲမှာဒီအော်ထာရာကိုထည့်တယ်အော်ထာရာကိုသူကအခုနောက်ပိုင်းမှာနည်းနည်းပြန်အောက်ထားတယ်ဒီနေ့ပွဲမှာခီးအန်ဒရူးရဲ့အသင်းမှာထူးထူးခြားခြားဘာမှမလုပ်ပြနိုင်ဘူးသူတို့ဆက်ပီးစီကိုအားကိုးတဲ့အပိုင်းပဲဒါပေမဲ့မန်စီးရီးယားလည်းပထမပိုင်းကိုတောက်လျှောက်ဒိုမီနိတ်လုပ်ထားတာ ဘွဲကိုသူတို့စုံမထားတယ်ဘရန်ဖို့ကလှုပ်လို့တော့မရဘူးဒါပေမဲ့ပြဿနာကအဲ့ပထမပိုင်းအပီးတဲ့အချိန်မှာမန်ချက်စတာစီးတီးအသင်းက game ကိုတန်ဖိုးအနေချသွားတယ်နောက်တစ်ခုက22မိနစ်မှာ rotary injury ဖြစ်သွားပြီးတဲ့နောက်ခဲကနေမန်စီးတီးကစားပုံဟာတည်တာရော့သွားတယ်စောစောစီးဂိုးရလိုက်တာလည်းပါတယ်ပုံမှန်အပြင်ကဒီ feature ဆိုရင် fill folder အမြဲတမ်းဂိုးသွင်းလေးရှိတဲ့ feature ဖြစ်တယ်ဒါပေမဲ့လည်းဒီနေ့ပွဲမှာ folder struggle ဖြစ်ခဲ့ပေမဲ့ Manchester City တို့က တလုံးတည်းသောကိုးပေါ်လေရိုင်ဒါပို့လိုက်တဲ့ရိုင်ဒါတော့ပြည့်တယ်ဒီချက်စကိုဂွာဒီယိုပို့လိုက်တဲ့အလုံးပွဲစာကိုးမနဲ့မှာဟာလန်ရဲ့တူးချင်းအင်တီဗီဂျီအရွေသွေးရဲ့စထရိုင်းရဲ့ပါဝါရဲ့ကြားမှာ one chance one goal ပဲအဲလင်ဟာလန်ကသူ့အတွက်လှလှပပကိုးသွင်းသွားတယ်အဲ့ချက်ကတော်တော်လေးကောင်းတယ်ဗျဒီသွင်းသွားတဲ့အလုံးပြီးတဲ့အချိန်မှာဟာလန်ကပရီးမီယာလိဂ်ကိုသူရောက်လာတဲ့အချိန်မှာ သူစုစုပေါင်းပရီးမီးယားလိမှာကွင်ပေါင်း23ဝင်ကစားပြီးပြီတန်းတက်သွားတာရောတန်းဆင်းသွားတဲ့ပရီးမီးယားလိအသင်းဒီ23သင်းရဲ့ကွင်ပါကစားပြီးတဲ့ချိန်မှာသူနှစ်ကွင်းမဲ့ကိုမသွင်းနိုင်သေးဘူးအဲ့ဒါကအန်ဖီနဲ့ဂျီတက်ကွန်မြူနတီဘရန်ဖို့ဘဲဆိုတော့ဒီနေ့ပွဲမှာသူတို့ဆန္ဒပြသွားတယ်ဥဆောင်ကိုကိုဂျက်စကိုဂွာဒီယိုကပေးရနေရတယ်ဒါပေမဲ့ဒုတိယပိုင်းမှာမစီးတီကစားပုံနဲ့ညော့သွားတယ်နောက်ပထမပိုင်း20ကျော်တဲ့မှာရူထရီတန်ရလို့နီကိုဂွန်ဆာလက်ဝင်လာတဲ့အချိန်မှာ different game ဖြစ်သွားတယ် ဒုတိယပိုင်းမှာတော့ Brandford ရဲ့ set piece တွေ threat တွေကတောက်လျှောက်တွေ့တယ်ဒီနေရာမှာ world class goalkeeper တယောက်ကိုပိုင်ဆိုင်ထားတဲ့အချိန်မှာသူတို့ရတဲ့အကျိုးမြတ်ကအားရပဲတလုံးလွတ်ထွက်သွားတယ်ရှာရှာပပလောင်းဘောတင်တယ်လွတ်ထွက်သွားတဲ့အလုံးကို Thiago က body လေး shake နဲ့တိုက်ပြီးတော့လွတ်ထွက်သွားတဲ့အလုံးကို1 by 1ရတဲ့အချိန်မှာ Gianluigi Donnarumma ကာကွယ်လိုက်တယ်အဲ့နောက်ပိုင်းမှာ Brandford ပြည်သမရလောင်းဘောတိုင်းမှာသူထွက်ဆွဲတာတို့ကိုသမပုတ်တာတို့ခံစစ်အားကျွန်တော်ပြအခု Brandford ကစားရေးပုံမှန်အဖြစ်သူတို့လောင်းသူတို့တွေကိုတောင်းတော့မထိန်နိုင်ဘူး ဒါပေမဲ့အဲ့ဒါ AEC ပဲမှာ CD နဲ့တော်တော်လေး manage လုပ်နိုင်တယ်ဒါပေမဲ့ဒုတိယပိုင်းမှာတို့လည်း chance အများကြီးတိတ်မခွေးနှုတ်နေဘူးပထမပိုင်းတစ်လုံးတည်းတော့ကိုအရင်တော့က Man City ဆိုရင်အဲ့1-0က drop down ပဲလက်ကြည့်တာမလို့ဘာလို့ keep the ball နဲ့လုံးဝလှုပ်လို့မရဒါပေမဲ့ခုနောက်ပိုင်းမှာတို့ကိုယ်နိုင် chance ပြန်ပေးတယ်အဆုံးသတ်မှာ Pep Guardiola ရဲ့အသင်းကနိုင်ပွဲရတယ်ဒါက Pep Guardiola အတွက် Premier League 300နဲ့ဘယ်လိုပြောမလဲ49ပွဲပေါ့လေသူတာဝန်ယူတဲ့အချိန်ဒါ Premier League စုစုပေါင်း 349ပွဲမှာနိုင်ပွဲ250ပရီးမီးယားလိကိုရယူတယ်ဒါကတော့စာအဲလက်ဖာဂူဆန်ရဲ့ပွဲ400နဲ့၄ပွဲအာဆင်ဗင်ဂါရဲ့423ပွဲဒေးဗစ်မွိုက်စ်ရဲ့645ပွဲစံချိန်ကိုချိုးပြီးအမြန်ဆုံးနိုင်ပွဲ250ပြည့်တယ်အဲလီဟာလန်ကလည်းဒီယာတီတွင်းကို6ခုထိတွင်းပြီးတော့မန်ချက်စတာစီးတီးကအခု ပြီးခဲ့တဲ့ international break ကနေအခုလက်ရှိချိန်ဒီ back to back ဇက်တိုက်နိုင်ပွဲရပါလို့သူတို့ပြီးခဲ့တဲ့ပွဲစဉ်တော့အာဆယ်ကိုတေးကြပါပဲ Manchester Derby နိုင်နေနိုင်ပွဲတွေဇက်တိုက်ဆက်ပြီးတော့ City က ရှေ့ကလီဗာပူးရဲ့အမားကိုအကောင်းဆုံးအတုံးချခဲ့ပြီးတော့သူတို့အဆုံးသက်မှာဘလို့ပြောမလဲဆိုတော့နိုင်ပွဲရရှိသွားတယ်တစ်ဖက်မှာတခြားပွဲစဉ်တွေပေါ့လေတခြားပွဲစဉ်တွေထဲမှာကျွန်တော်တို့ခု Newcastle United အသင်း Newcastle ကတော့ဖီအားတွေများနေတဲ့ Ange Postecoglou ကိုနောက်ထပ်ဖီအားတွေထပ်တိုးအောင်လုပ်တယ်တကယ်တမ်းကျတော့ Newcastle ကဒီအားဒီမှာတော်တော်လေးကောင်းပြီးတော့မှမထင်မှတ်ပဲနဲ့ဒါ Arsenal ကိုလည်းသူတို့ရှုံးနေ Liverpool ကိုလည်းနောက်ကျမိနစ်တွေမှာပဲရှုံးနေတဲ့အတွက်ကြောင့်သူတို့ respond လုပ်ရမယ် အိမ်ကွင်းမှာဘာဆူနာကိုရှုံးပြီးတရားသည့်အိမ်ကွင်း၃ဘွယ်ပုံမှန်အဖြစ်ကတပွဲတော်ရှုံးလေးရှုံးတာမရှိတဲ့ညူကာဆယ်၃ဘွယ်ရှုံးထားတယ်ဒီနေ့အစောပိုင်းမိနစ်လေးတွေမှာအရင်ကြီးမကွာဘူး Forest ကဆက်တက်ကြောက်ဒါပေမဲ့ Nick Watermelon တွေက ဝါတာမယ်လ်ကတော့ဒီနေ့ပွဲမှာလည်းထပ်ပါတယ်ဆိုတော့အီဆက်ကဟိုဘက်မှာဂိုးသွင်းတာမသွင်းတာတော့မသိသေးဘူးဒီဘက်မှာတော့ဒီစားမားကညူကာဆယ်ရဲ့အိမ်ကွင်း၃ပွဲဆက်တိုက်ဂိုးသွင်းတယ်ဆိုတော့ပထမပိုင်းတစ်ချောက်လုံးမှာဂိုးမရမရဖြစ်နေရကနေဒါ58မိနစ်မှာဘရူနိုဂရီမရက်စ်ကအေရီယာထိပ်ကလှလပပကန်သွင်းချက်ကညူကာဆယ်အတွက်ဒါဘယ်လိုပြောမလဲဥဆောင်ကိုရပြီးတော့မှ84မှာပဲဘရူနိုဂရီမရက်စ်ကြောင့်ရတဲ့ပနတီကနေဒါနစ် ဒါဝက်တမတ်ကကန်သွင်းခဲ့ပြီးတော့နှစ်ခိုးပြတ်နဲ့ညူကာဆယ်နိုင်လို့သူတို့လည်းယုံကြည်မှုပြန်ရပြီးတော့နိုင်ပွဲပြန်ရတယ်ဆိုတော့သူတို့မိဝိမှာဒါချန်ပီယံလိအဝေးခွင့်နိုင်ပြီးတော့အခုနောက်ထပ်နိုင်ပွဲရလို့နိုင်ပွဲ၃ပွဲဆက်ရထားတဲ့အက်စတိုဗီလာကအခုလက်ရှိမှာဗန်လီကိုနှစ်ခိုးပြတ်တဲ့နိုင်တယ်တလုံးနဲ့တော့ဒီအနိုင်ခိုးတွေအားလုံးကိုတော့ဒွန်ညာမာလန်ကတွင်းတာပေါ့လေဒီနေ့နီးပြားကဒါရိုဂျာရဲ့ဒါဂျွန်မကင်းရဲ့ ပြီးတော့မှဒီတစ်ဖက်ကဒွန်ညံမာလန်ကိုဝီကင်းနဲ့တွဲပြီးတော့မှအဲ့မာလန်ကတယောက်ထင်းနှကိုးသွင်းသွားပြီးတော့ဒါဘန်လီကိုနှကိုးပြန်နိုင်ပြီးတော့မှပွဲပိကန်ဒီမှာဥဂူချူကူကဒေါင်းကလိုက်ပြန်သွင်းလို့2-1ဖြစ်ပေမဲ့အဆူဗီလာထိန်နိုင်ကိုကိုထိန်ပြီးတော့သူတို့လည်းနိုင်ပွဲထပ်ပြီးရရှိခဲ့တယ်။ Everton အသင်းကတော့ဒါရှုံးပွဲမရှိ16ပွဲထိထိထားတဲ့ Crystal Palace ကိုတကယ်ဆိုသူတို့ရှုံးတင်တာ။ဘာကြောင့်လဲဆိုတော့ Palace ကမူညော့ကိုသွင်းထားတယ် ဲ့ချိန်ဒုတိယပိုင်း60ကျော်90လောက်မှာ90ကျော်60လောက်မှာထင်းတယ်အဲ့မှာယွန်ဖလစ်မာတက်တာဂိုးသမားမရှိတဲ့ဂိုးတွေအပိုင်ကန်သွင်းခွင့်ရတယ်လို့ပဲလစ်ကသူတို့ chance ကိုသူတို့အကုန်ဖြုံးလိုက်ရင်းနဲ့မှာမတင်ပတ်ပဲနဲ့ခရစ်စပဲလစ်က penalty ပြန်ပေးရတယ်မှာအကြာကြီးကပထမ penalty ကိုဒါ86မှာသွင်းပြီးတော့မှာ injury time မှာ Manchester City ကပြောင်းလာပြီးခြေစွမ်းပြနေတဲ့ Jack Grealish က 93မှာအနိုင်ကိုသွေးလို့ Crystal Palace ရဲ့ရှုံးပွဲမရှိဆန်ခြင်းကိုရပ်တန့်ပြီး Everton ကလည်းအိမ်ကွင်းမှာနိုင်ပွဲထပ်ယူတယ်။ Wolverhampton ကတော့အခုလက်ရှိမှာရုံးကန်နေရာဆဲဖွင့်ပြီးနိုင်ပွဲပျောက်ဆုံးနေဆဲဖြစ်တယ်။သူတို့အစိုးကြီးတဲ့ကတကူသွင်းထားတာဗောလေ။ဒါ27မိနစ်မှာသူတို့ကသွင်းတဲ့ကကခိုးသမားနဲ့ပြန်ထိလို့ဝင်သွားပေမဲ့ဒါ86မှာပဲ Van Hack ကတောင်းကန်ပေါ်ကခေါင်းတိုက်ပြီးတော့ Wolf ကတေကစားလိုက်တဲ့အတွက်ဒါဒီ Wolf တေကြတဲ့အကြောင်း Brighton နဲ့ပွဲတေနဲ့အဆုံးသတ်တယ်။ဆိုတော့အခု Super Sunday ပွဲအပြီးမှာ Arsenal က9ပွဲမှာ16ပွဲ Liverpool က15ပွဲ Spurs က14ပွဲဒါဘုံမောက်14ပွဲ Manchester City 13ပွဲ Crystal Palace 17ပွဲ Chelsea Everton Sunderland 17ပွဲရပြီးတော့ United က10ပွဲအဆင့်10မှာရှိတယ် Newcastle 9ပွဲ Brighton 9ပွဲ Aston Villa 9ပွဲနဲ့ Fulham က10ပွဲရပြီး Leeds က10ပွဲ Brandford ခုနမှာ Forest က9မှတ်နဲ့ Burnley 6မှတ် Watson 6မှတ်နဲ့ Wolverhampton 6မှတ်ရတယ်ဆိုတော့ဂိုးအများဆုံးတွင်ထားသူက Haaland က6ဂိုးတွင်ထားပြီးတော့ဒါဒီ Mohamed Kudus နဲ့ Jack Grealish ကတော့6ဂိုးစီဖန်တီးထားတယ်ဒါက Super Sunday ရဲ့ Premier League ပွဲစဉ်တွေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်